အရင်ဝမ်းတောင်လူလို့မျက်ရည်တော်ဝေခဲ့ရတဲ့ဖတ်တီမှာအောင်လုံးမဲမင်္ဂလာပါရှင်အခုဆိုရင် Bright Star လူလေးတွေမှာသူတတ်နိုင်တဲ့ဘက်ကနေလူတန်းထောက်ပံ့ပေးနေတဲ့ဖတ်တီမှာကတော့အခုဆိုရင်သူရဲ့စေတနာကသူ့ကိုပြန်ပြီးတော့အကျိုးပေးခဲ့ပြီဖြစ်ပါတယ်ဖတ်တီမတရားအခုဆိုရင်သူရဲ့တပတ်သားတွေပေါ်မှာကူညီပေးတတ်တဲ့စိတ်ထားလေးကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့လန်လီဆိုင်ရွှေရတနာဆန်းကြီးရဲ့ပိတ်ကန်ရှင်တွေဖြစ်ကြတဲ့ကိုစီတူမြို့ဦးနဲ့မမေဦးကပြတို့မှတမိုးချင်းစိတ်နှက်ကနဲ့ကလေးအတွက် ကလေးသုံးဆောင်ဖြစ်စဉ်တွေကိုအင်တိုင်းရရောက်ကိုတွားရောက်ကဂုံပြုတ်ချင်းမြင်ခဲ့ပါတယ်။ဖတိမတော့အခုလိုဂုံပြုတ်ချင်းမြင်ခဲ့ရတဲ့အပေါ်မှာအရန်ကိုအံ့အားတင်ရပြီးမျက်ရည်ကျရတဲ့အထေကိုဝမ်းကြပီတီဖြစ်နေရှာတာကိုတွေ့ရပါတယ်။အခုလိုလိုင်းလီစိန်ရွှေရတနာဆိုင်ရဲ့ပိတ်ကန်ရှင်တွေဖြစ်ကြတဲ့ကိုစီတူမြို့ဦးနဲ့မမေဦးကပြားတို့မှတမ္ပိုချင်းစိတ်နက်ကက်လေးဂုံပြုတ်ချင်းမြင်ခဲ့တဲ့အပေါ်မှာလည်းဖတိမကအခုလိုပဲပြောပြလာခဲ့ပါတယ်။ဖတိမဟာပတ်စံလေးရှင် ိုင်းနီယာစိတ်နှက်ခက်လေးလိုချင်မိတယ်လို့တော့တွေးမိနေရပေါ့နော်အခုတော့လိုင်းနီစိန်ဘယင်မရဲ့တစ်တော့လေးထန်ကြည့်နေမိတာအခုလိုကလေးအတွက်မွေးဖို့ပစ္စည်းတွေလည်းပေးမယ်မထင်မိတလို့စိတ်ကိုယ်လေးအတိုင်းစိတ်နှက်ခက်လေးပေးဖို့လေတကယ်မထင်မိတလို့ surprise ဖြစ်ပြီးပြောခဲ့ရပါတယ်ပပမှာအခုလိုစိတ်ကူးမျိုးတော့မရင်ရဲခဲ့ဘူးပါဘူးဆိုပြီးဖတ်တီမာကပြောပြလာခဲ့ပါတယ် အခွင့်ဆိုင်ရင်ဖတ်တီမာကသူလေးစေတနာကောင်းခဲ့တာကြောင့်ကံကောင်းခဲ့ပြီဖြစ်ပါတယ်။သူမကိုအခုလိုစိတ်နှက်ကလေးဂုံပြုတ်ပြီးခဲ့တဲ့အပေါ်မှာလေလိုင်နီရဲ့ပေကန်ရှင်ဇနီးမောင်နှံကအခုလိုပြောပြလာခဲ့ပါတယ်။မမေဦးကပြမင်းငလင်ပေးမှာဝေဖို့ဆွတ်ထားတဲ့ငွေလေးကိုထုခွဲပေးနေရနဲ့လိုက်လို့ပြေးခဲ့တဲ့အမဖတ်တီမာကိုကြည့်ပြီးတကယ်ပီတိဖြစ်ခဲ့ရတယ်။ဒါကြောင့်အမကိုစိတ်နှက်ကလေးဆင်ပေးခြင်းလို့စိတ်ကူးနေရကြပါပြီ။ အခုလိုဂုံပြိုပေးရတဲ့အပေါ်မှာလည်းကျင်းလို့ပြည်တည်ဖြစ်ရပါတယ်လို့ပြောပြလာခဲ့ပါတယ်။အကြံပေါင်းတဲ့ဗတ်တီမတယောက်အခုဆိုရင်သူရဲ့ဇနလေးကလည်းပြေဝသွားပြီးဖြစ်ပါတယ်။သူမကစိတ်နှကန်လေးရရှိခဲ့တဲ့အပေါ်မှာလည်းဗိဒရီကကျင်းလို့ဝန်တာနေကြပြီးမန်တွေမှာလည်းဖတ်တီမကိုအမျိုးမျိုးကိုဆူတောင်းပေးနေကြပါတယ်။ အခုလက်ရှိမှာတော့ဖတိမကငလင်ပီတင့်ပြည်သူတွေကိုတူမတက်နိုင်တဲ့ဘက်ကနေလွတ်တန်းထောက်ပံ့ပေးနေရကိုတွေ့ရပါတယ်။အခုတခါမှဆိုရင်လည်းအချင်းပေါင်းတဲ့ဖတိမကငလင်ပီတင့်ပြည်သူတွေသုံးပါသွားခဲ့ရတဲ့မိဘရှင်တွေကို သုံးလင်သုံးသိန်းချက်စီ၆ပန့်ကားကိုရဲ့ထမင်းရှင်တွေကိုလည်းယေဇူးကုတူလုပ်ပေးပါရင်တော့ဆိုပြီးဖတိမပြောဆိုလာခဲ့ပါရယ်အခုဆိုရင်အကျံပေါင်းတဲ့ဖတိမကသူတက်နိုင်တဲ့ဘက်ကနေငလင်ပေးတဲ့ပြည်သူကိုလူတန်ပေးနေပါရယ်မကြသေးမီကလည်းဖတိမကစွန်ကန်လူတန်ကအခုလိုဆူတောင်းပေးထားခဲ့ပါရယ်ဖတိမာကကိုရသမင်းရှင်တွေအားလုံးထွတ်တူကုသိုလ်ရကြပါစေနော်မြမပြည့်ချီလေဘင်းတရေရဲ့အမြန်ကိဝေးကြပါစေ အခက်အခဲမှန်တဲ့များကိုလည်းကြော်လွားနိုင်ပါစေဆိုပြီးဖတ်တီမာကဆုတောင်းပေးလာခဲ့ပါတယ်။ဖတ်တီမာတော့နောက်ထပ်လွယ်အပ်တဲ့နေရာလေးတွေကိုလည်းသူကရန်တွားရောက်လူတန်းပြေးသွားမယ်လို့ဆိုပါတယ်။အခုသူမလူတန်းခဲ့တဲ့ဗီဒီယိုလေးကိုလည်းသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေပြန်လည်မျှဝေထားခဲ့ပါတယ်။ဖတ်တီမာကတော့သူရဲ့သမင်းရှင်တွေကိုလည်းသူ့ဘာတွေပဲလှလို့အမြဲထည့်ပြောလို့ရှိပါတယ်။ဖတ်တီမာကသူ့မှာအကျိုးရည်ချေခဲ့ရတာကလည်းသမင်းရှင်တွေကြောင့်ပါလို့ထုတ်ပြောထားခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအသေးလေးနဲ့အကျိုးပြန်လာခဲ့မှဖြစ်လို့ကျွန်မတို့ရဲ့ page လေးကိုလည်း like or follow လေးလုပ်ထားပေးကြပါဦးနော်။